ပိုလန်နိုင်ငံပိုင်းနဲ့ထဲမှာအမေရိကန်ရဲ့နျူကလ িয়ার စစ်လက်နက်တွေလာရောက်ဖြန့်ကျက်ထားဖို့ပိုလန်သမ္မတအန်ဒါဇက်ဒူဒါကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဥရောပတိုက်အရှိပိုင်းမှာတရှိပြီးနေတိုးစစ်မဟာမိတ်အဖွဲ့ထဲမှာပါဝင်တဲ့ပိုလန်မှာအမေရိကန်နျူကလ িয়ার လက်နက်တွေထားရှိခြင်းဟာရုရှားရဲ့ရန်လိုကျူးကျော်မှုတွေကို တားဆီးနိုင်ဖို့အထိရောက်ဆုံးနည်းလမ်းဖြစ်လိမ့်မယ်လို့ဒူဒါကဆိုပါတယ်။ ဂျူဒါဟာအမေရိကန်သမ္မတဂျိုးဘိုက်ဒန်လက်ထက်ကတည်းကနျူကလ িয়ার လက်နက်တွေပိုလန်ပိုင်နက်ထဲမှာဖြန့်ကျက်ထားဖို့တိုက်တွန်းနေခဲ့သူပါလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့လည်းအဲ့ဒီကိစ္စကိုအလေးထားစဉ်းစားပေးတဲ့ကြောင်းဂျူဒါကမတ်လ23ရက်နေ့က Financial Times နဲ့ interview မှာပြောကြခဲ့တာဖြစ်ပါတယ်။ဂျူဒါရဲ့နိုင်ငံတကာရေးရာအကြံပေးကိုလတ်စကီကလည်းနျူကလ িয়ার လက်နက်တွေဖြန့်ကျက်ထားတဲ့ကာကွယ်ရေးအစီအမံကသာပိုလန်နိုင်ငံနဲ့ NATO စစ်မဟာမိတ်အဖွဲ့ရဲ့အရှိတ်အဖြာနယ်မြေတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်တယ်လို့ပိုလန်ရေဒီယိုတခုနဲ့အင်တာဗျူးမှာတီးကြမှတ်ချက်ပေးခဲ့ပါတယ်။ပိုလန်နိုင်ငံဟာရုရှားနဲ့စစ်ဖြစ်နေတဲ့ယူကရိန်းနိုင်ငံရုရှားရဲ့အဓိကစစ်မဟာမိတ်ဖြစ်တဲ့ဘီလာရုစ်တို့အပြင်ရုရှားနိုင်ငံနဲ့အဆက်အဆက်မရှိပေမဲ့ရုရှားပိုင်နယ်ဖြစ်တဲ့ကာလင်နင်ဂရက်ဒေသတွေနဲ့နယ်နိမိတ်ထိစပ်နေပါတယ်။ဒူတာရဲ့နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ပိုလန်ဝန်ကြီးချုပ်ကလည်းပိုလန်ဟာနျူကလ িয়ার ဆက်လက်နက်တွေရဲ့အကအကွယ်မျိုးရှိတဲ့တယ်ဆိုတာကိုထောက်ခံပေမဲ့ အဲ့ဒီကိစ္စအတွက်ပြင်သစ်နဲ့သာဆွေးနွေးတင်တယ်လို့ယူဆထားပါတယ်။နေတိုးရဲ့ဥရောပနိုင်ငံတွေကိုပြင်သစ်နျူကလ িয়ার လက်နက်တွေနဲ့လွှမ်းခြုံကာကွယ်ပေးဖို့အဆုပြုထားတဲ့ပြင်သစ်သမ္မတအီမန်နျူရယ်မာခရွန်ရဲ့ကမ်းလှမ်းချက်ကိုအလေးထားစဉ်းစားတင်ကြောင်းပိုလန်ဝန်ကြီးချုပ်ကပြောကြားထားပါတယ်။အမေရိကန်သမ္မတထရမ့်ကဥရောပနိုင်ငံတွေအနေနဲ့ကိုယ်လုံးချုပ်ရေးအတွက်ကိုတိုင်းတာဝန်ယူသင့်တယ်ဆိုတဲ့သဘောထားကိုလူသိရှင်ကြားပြသလာတဲ့နောက်ပြင်သစ်သမ္မတကနိုင်ငံရဲ့နျူကလ িয়ার လက်နက်တွေနဲ့ ဥရောပကိုအုံမိုးအကာအကွယ်ပေးနိုင်မယ့်အစီအစဉ်အပေါ်ကံလှမ်းအဆိုပြုထားခဲ့တာဖြစ်ပါရဲ့ရှင်။